မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့လုံးပိုင်20ကိုကျွန်တော်တို့မိတ်ဆွေများအတော်ကိုရအောင်တနည်းနဲ့တော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်ဒီ963မှာဘောနော်လုံးပိုင်ကတော့ပြည့်သွားတာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့အဲ6ချိန်အတွက်ဘောနော်လုံးပိုင်20အထစ်ကိုတင်ပေးသွားမှာဖြစ်ပါတယ် ံပါတ်၁အနေနဲ့ငားလုံးပိန်ရတာဖြစ်ပါတယ်ခြားပြီးသွားတာကငားတုံများလေးဆိုတဲ့အတွက်ကျွန်တော်တို့ဒီငားလုံးပိန်ထိစီးနေတာကခြားပြီးသွားတာဖြစ်ပါတယ်နောက်ထပ်နံပါတ်၂မှာတော့ကျွန်တော်တို့တနည်းအရာပေါ့နော်တုံများလုံးပိန်ဆူပြီးရတာဖြစ်ပါတယ်ငားတုံများလေးပြီးတော့ငားတုံများသုံးခြားပြီးသွားတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီတုံများလုံးပိန်ဒီအလဲထဲညာကခြားပြီးသွားတာဖြစ်ပါတယ် ောက်ထပ်နံပါတ်3ပေါ့နော်နံပါတ်3မှာဆိုရင်တနည်းအရာ6လုံးပိန်ဖြစ်ပါတယ်ငါ3ညာ3ပြီးတော့နောက်ထပ်တစ်ပိန်မှာက336ဖြစ်တယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်ဒီ6လုံးပိန်အပိတ်ညာကထပ်ပြီးချပြီးသွားတာဖြစ်ပါတယ်နံပါတ်4ပေါ့နော်နံပါတ်4မှာတော့ကျွန်တော်တနည်းအရာ4လုံးပိန်ဆိုပြီးရတာဖြစ်ပါတယ်336ပြီးတော့တောင်ညာလေးတည်ဆူတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီလေးလုံးပိန်ကအလဲတဲ့ညာက ဖြစ်ပါတယ် နံပါတ်5ပါเนาะနံပါတ်5မှာဆိုရင် ရှင်းလုံးပိုင်ရတာဖြစ်ပါတယ်။၃ညာသေးတည်ပြီးတော့ခြေ6ခွန်ချပေးသွားတယ်ပါเนาะ။ခြေ6ခွန်ဆွဲအတွက်လုံးပိုင်ကခြေဆွဲရတဲ့အတွက်ကြောင့်မို့ကျွန်တော်ထိတ်ဆီးနေရကချပေးသွားတာဖြစ်ပါတယ်။နံပါတ်6ပါเนาะနံပါတ်6မှာလည်း6လုံးပိုင်ဆွဲပြီးရတာဖြစ်ပါတယ်။ခြေ6ခွန်ပြီးတော့6တုံညာ6ဖြစ်ပါတယ်ခင်ဗျာ။ 6သုံးည6ဆိုတဲ့အတွက်ကျွန်တော်ဒီ6လုံးပိန်ဒီထိတ်စီနဲ့အပိန်ညာမှာ အပူရှားသွားတယ်ပေါ့နော်။နံပါတ်9ဖြစ်ပါတယ်။နံပါတ်9မှာနေလုံးပိန်ဖြစ်ပါတယ်။6သုံးည6ပြီးတော့66နေဆိုတဲ့အတွက်ဒီလုံးပိန်ကအပိန်ညာကနေရှားပြီးသွားတယ်ပေါ့နော်။66နေဖြစ်ပါတယ်။နံပါတ်6ကိုဆက်ပြီးကြည့်အောင်နံပါတ်6မှာတော့ကျွန်တော်တို့၅လုံးပိန်စုပြီးရတာဖြစ်ပါတယ် ချောင်းချောင်းနေပြီးတော့6 6 5ဆိုရတဲ့ဒီငါလုံးပိုင်အပိတ်များကပဲထပ်ပြီးချပြသွားတယ်ပေါ့နော်နံပါတ်9ပေါ့နော်နံပါတ်9မှာဆိုရင်နေ့လုံးပိုင်ဖြစ်ပါတယ်ချောင်းချောင်းကားပြီးတော့ခုချောင်းနေဖြစ်ပါတယ်ဒါကြောင့်မို့ဒီလုံးပိုင်ဒီလည်းအပိတ်ညာကနေလေးချိန်ဆက်တိုက်ချပြနေဆဲပဲပေါ့နော်နံပါတ်10ကိုကြည့်အောင်နံပါတ်10မှာဆိုရင်လေးလုံးပိုင်ရတာဖြစ်ပါတယ်ခုချောင်းနေပြီးတော့၃ညလေးလေးဖြစ်ပါတယ် အဲ့ဒီလေးသလုံးက အလေနဲ့အပိုင်နေရာမှာထပ်ပြီးခြာပြီးသွားတယ်ပေါ့နော်နံပါတ်7ဖြစ်ပါတယ်တွင်ဒီအရာနေ့လုံးပိုင်ညာနေတာဖြစ်ပါတယ်တုံညာလေးတပြီးတုံညာလေးလေးပြီးတော့နေနေတဖြစ်ပါတယ်နေ့သလုံးကအလေနဲ့ထိစီနေရာမှာခြာပြီးသွားတယ်ပေါ့နော်နံပါတ်7ကိုကြည့်အောင်နံပါတ်7မှာဆိုရင်လေးလုံးပိန်စပြီးရတယ်နင်းနေတည်ပြီးတော့ရှင်းလေး3ပါနော် ဒီလေးလုံးပိုင်ကအလဲထိန်များကခြားပြီးသွားတာဖြစ်ပါတယ်။နံပါတ်73မှာဆိုရင်အတွင်းအရာရှင်းလုံးပိုင်ကြတာဖြစ်ပါတယ်။ရှင်းလေးသုံးပြီးတော့ရှင်း6 30ရက်တဲ့ဒီရှင်းလုံးပိုင်ထိတ်စီးများကဖြစ်ပါတယ်။နံပါတ်74ပါနော်။ရှင်း6သုံးပြီးတော့တုံညာလုံးပိုင်ရတဲ့နှစ်တုံညာကိုခြားပြီးသွားတယ်ပါနော်။တုံညာလုံးပိုင်ကအလဲထိန်များကဖြစ်ပါတယ်။ နံပါတ်55 55ချိန်ရှိသွားပြီပေါ့နော်55ချိန်မှာဆိုရင်၉လုံးပိန်ရတာဖြစ်ပါတယ်ခွန်ခွန်၉ဆိုတဲ့အတွက်ကြောင့်မို့ဒီ၉လုံးပိန်အပိတ်နေရာကဖြစ်ပါတယ်နံပါတ်76ပေါ့နော်နံပါတ်76မှာဒယ်နီအရာ9လုံးပိန်ရနေတာဖြစ်ပါတယ်ခွန်3ည3ညဆိုတဲ့အတွက်ဒီ9လုံးပိန်အပိတ် sorry ထိစီနေရာကခြားပြီးသွားတယ်ပေါ့နော်နံပါတ်79မှာလေ9လုံးပိန်ဆူပြီးရတာဖြစ်ပါတယ်9လုံးပိန်2ချိန်ဆက်ပါတော့ 3000ဆိုတဲ့အတွက်ကြောင့်မို့ဒီ93ပိုင် အလယ်နဲ့အပိတ်နေရာမှာခြားပေးသွားတာဖြစ်ပါတယ်29တိုင်ရှိသွားခဲ့ပြီပြီဖြစ်ပါတယ်ဗောနော3000ပြီးတော့ဒီဘက်မှာကျွန်တော်လေးလုံးပိုင်ဆိုပြီးရတယ်ဗောနော်နံပါတ်ကတော့78ဖြစ်ပါတယ်လေးလုံးပိုင်မှာ69လေးဖြစ်ပါတယ်69လေးလေးလုံးပိုင် အပိတ်နေရာကဖြစ်ပါတယ်ဗောနော် ်ဆက်ချပြီးတော့နံပါတ်19ပေါ့နော်နံပါတ်19မှာဆိုရင်၃လုံးပိုင်းရတာဖြစ်ပါတယ်ဒါ20အတိပေါ့နော်ပြီးခဲ့တဲ့တစ်ပတ်မှာတော့ကျွန်တော်20ပေါက်သွားတာဖြစ်ပါတယ်2လုံးပိုင်းပေါက်သွားပြီဖြစ်တယ်ပေါ့နော်ဒီတစ်ပတ်ကျွန်တော်ဒီ20အတိက3လုံးပိုင်းမှာ5 6 3အပိုင်းညာကပေါ့နော် okay ဒီ20ကိုကျွန်တော်မိုက်ဆွေးနွေးလေ့လာလို့ရအောင်20တဲ့တော့ချင်းပြပြီးတော့မှာဖြစ်ပါတယ်ဗောနော်ဒီ9တောင်ညာလေးကနေဒီလုံးပိုင်း20တောင်6ကိုပြနေ7ပဲဗောနော် မြစ်တုံညာကိုခွန်ခွန်ကိုခုနှစ်ရာသုံးခွန်ခွန်ပြီးတော့ဒီဘက်မှာ69လေးဖြစ်မယ်ပေါ့နော်69 963သိပြီးတော့အချိန်အဖြစ်19ချိန်ဆက်တိုက်ချပေးသွားခဲ့ပြီဖြစ်ပါတယ်။ Okay ဒါလေးကတော့2ရက်တွင်နေ့ဖြစ်ပါတယ်။ဒီလုံးပိန်တွင်နေ့ကိုနံပါတ်1ကနေ93ညာလေးကနေမပြတော့ဘူးပေါ့နော်။ဒီခွန်ခွန်ကိုတပင်ကနေခွန်တုံညာတုံညာချပေးသွားတဲ့ဒီပင်ကိုစားပြီးတော့ပြမှာဖြစ်ပါတယ်။ ရှင်းနာကျင်56ရှောင်းနဲ့ခွန်ပေါင်း73 93 90ခွန်ခွန်ရနေရပေါင်9ဘောနော်လေးတလီလေးပြီးတော့ကိုက390ခွန်ဘောနော်ခွန်ပေးရမယ်ဒီလေးနဲ့ချိန်ပေါင်းရှင်းရှင်းဖြစ်ပါတယ်ခွန်ခွန်ပေါင်းတာ14ကိုနေနဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ3နဲ့9ပေါင်းစနစ်ရှင်းနေပေါင်းရင်20ဘောနော်ပြီးရင် ဒီလေးနှစ်ချိန်ပေါင်းတာ၁၈ခုနှစ်နဲ့ပေါင်းရင်၁၀ဂျန်ဒီတာကခုနှစ်တလုံးဂျန်နေပေါ့နော်ဒီခုနှစ်လုံးပိန်မှာခွန်တုံညာတုံညာဖြစ်ပါတယ်ဒါကြောင့်မို့ဒီခွန်လုံးပိန်ကထိတ်စီးနေရကခြားပြီးသွားတာဖြစ်တယ်ပေါ့နော်ခွန်လုံးပိန်မှာခွန်တုံညာတုံညာခွန်ထိတ်စီးနေရကဖြစ်ပါတယ်ပေါ့နော်ဒီမှာပြန်ပြီးပြပေးသွားပါမယ်ဒီနံပါတ်၁၆မှာခွန်လုံးပိန်ခွန်တုံညာတုံညာဆိုပြီးပြထားတယ်ပေါ့နော် ထပ်ပြီးတော့ဒီမှာ9လုံးပိုင်းနောက်ထပ်တစ်ကြိမ်ပေါ့နော်3006ချပြီးသွားတာလေးဆက်ပြီးတော့ပြပြပြီးသွားမှာဖြစ်ပါတယ်ဒီ9နာချိန်တစ်စိမ်9နာချိန်တစ်စိမ်ပေါ့နော်တုံများနဲ့9ပေါင်းရှင်းက9ဒီနှစ်3လီက6ဖြစ်ပါတယ်9လေးဒီက20 8နာချိန်16တင်းနဲ့ပေါင်းရင်16နှစ်နာချိန်က4ချင်း9က73ပြီးရင်နှစ်နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ် အပေါ်ကယူတဲ့နေ့တိုင်းပဲပါနော်9330 460 5ရက်2ရက်ပေါင်း9ရက်အတွက်ဒီမှာ9လုံးပိတ်2ချိန်ဆက်ပေါ့နော်ရှားပြီးတော့တာက300ဖြစ်ပါတယ်အလင်းနဲ့အပိတ်နေရာမှာ9နှစ်လုံးပိတ်ရှားပြီးတော့တာဖြစ်တယ်ပေါ့နော်ခွန်လုံးပိုင်မှာခွန်တုံညာတုံညာနောက်ထပ်ခွန်လုံးပိုင်မှာ3ခွန်ခွန်အတဲနဲ့အပိတ်ညာဖြစ်ပါတယ်။ဟုတ်ကဲ့3ခွန်ခွန်တပင်ကနေထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ ဆိုတော့ကျွန်တော်တို့မှာ6 6 8 14လေးခွန်7ဖြစ်ပါတယ်။နေ3လေး6 6 8 5ပေါင်း7ရှင်လေးဒီ30နဲ့နဲ့6တေပောင်းခုံပါနော်ပြီးရင်9နာချိန်30တုံညာတင်တေပောင်းတာတဲ့နင်းနဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်ဆိုတော့အနောက်ဆုံးကခုံနဲ့တေပောင်းတာရှင်ရှင်နဲ့နင်းပေါင်း30ပါနော်ဒါဆိုရင်ဒီမှာနင်း3လေးလုံးပိတ်ဆွေးရတာဖြစ်ပါတယ် သူရှားပေးသွားတာက69လေးဖြစ်ပါတယ်။ဒါကြောင့်မို့ဒီလေးလုံးပဲအပိတ်ညာကနေ69လေးဆိုပြီးထပ်ပြီးရှားပေးသွားတယ်ပေါ့နော်။နောက်ထပ်ဒီ7နှစ်ကျင်း16 78 78ဒီမှာရှင်းလို့ရေးလိုက်မှာဖြစ်ပါတယ်။7နှစ်ကျင်း16 7နှစ်ကျင်း2ဆိုတော့6နှစ်နှစ်ပေါင်းရှိပေါ့နော်။95က143 3963ကို6ရွေးရမယ်3တစ်ချိန်ပြီးရင်7နှစ်ချိန်က16 56က ပြီးရင်နေနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အဲ့မှာ၄နဲ့6ပေါင်း30 33ပေါင်းရှင်း6ရောက်မယ်ပေါ့နော်။ဒီ6နဲ့ပေါင်းရင်7နဲ့အနည်းနဲ့6ပေါင်းရင်30ဒီ10နဲ့2ပေါင်း30တွေအတွက်တနည်းအရ3လုံးပိန်ရနေတာဖြစ်ပါတယ်။ရှားပြီးတော့တာ963ဆိုတဲ့အတွက်3လုံးပိန်အပိတ်နေရာကပဲ ထပ်ပြီးရှားပြီးတော့တယ်ပေါ့နော်။အပိတ်နေရာမှာရှားပြီးတာပုံပြီးများတယ်ပေါ့နော်။ 6ကြိမ်အတွက်ဒီ9နာကြိမ်30 9နာကြိမ်54 4နာ6ပေါင်းရင်20 3တလုံးရှိလိုက်မယ်ပေါ့နော်9 3 55 9 4 20 9နာကြိမ်54 4နာ6ပေါင်း6 9နာကြိမ်30 3နာ9ပေါင်း9 4နာ8ပေါင်းမှာဖြစ်ပါတယ်โอเคဒါဆိုရင်9နာ6က74 9နာပေါင်းရင်20 3နာ9ပေါင်း9ဆိုရင်အတွက်ကျွန်တော်ဒီ6ကြိမ်မှာတနည်းအား9လုံးပဲရနေတာဖြစ်ပါတယ် ဒါဒီတွင်နေ့အရာငါးလုံးပိုင်ရနေတာဖြစ်တယ်ပေါ့နော်ဒီခုနှစ်လုံးပိုင်မှာခွန်တုံများတုံများခုနှစ်လုံးပိုင်မှာ၃ခွန်ခွန်၄လုံးပိုင်မှာ၈ကိုလေး၃လုံးပိုင်မှာ၅ရှောက်တုံဒီ၆ကြိမ်မှာတော့ငါးလုံးပိုင်ဆွေးရရတာဖြစ်ပါတယ်โอเคဒါဒီတွင်နေ့အရာပေါ့နော်တွင်နေ့အရာကျွန်တော်နစဲကျင်းတီတဗီချပီတော့မယ်ဆိုရင်ပေါ့နော်ငါလုံးပိုင်ဖြစ်မယ်ခင်ဗျာ